ထမအူဆုံး email တဲကိုဝင်ထားတဲ့ link ကို ကျွန်တော်နှိပ်လိုက်ပါမယ်တရားရောက်စီက refer ပေးမှပေးဦးနေအကောင့်ဖွင့်ရတာပို့ပြီးတော့ခိုင်းပါပါလေခင်ဗျအဲ့ကို link ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ sign at n m25 m25 ဆိုတာကျွန်တော်တို့သူများကို refer လုပ်လို့ရှိရင်မိမိ refer လုပ်တဲ့လူက ဒေါ်လာ1000ဝင်တိုင်းဒေါ်လာ1000ဝင်လို့ရှိရင်ကျွန်တော်တို့က25ဒေါ်လာ refer ကရပါမယ်အဲတော့ကျွန်တော်တို့ဒီမှာပထမဆုံးတွေ့တဲ့စီမှာ private နဲ့ company ဆိုပြီးတွေ့ပါတယ်ကျွန်တော်တို့ private ကိုဖြည့်ပါမယ်ဖြည့်ပြီးတော့မှကျွန်တော်ဒီမှာကျွန်တော်နာမည်လေးနဲ့ကျွန်တော်အစာအဆုံးကြက်ကြက်နာနာလေးကျွန်တော်လုတ်ပြပါမယ်ထိန်ချန်ထားတာကွယ်ဝက်ထားတာမရှိပါဘူးเนาะ online မှာပတ်စံရှားတဲ့အခါမျိုးမှာကျွန်တော်တို့အများအားတွေ့ရတဲ့ comment တွေက သမုတ်တရားကြီးဆိုတာတယောက်ထက်ကတောက်လို့မကုန်ပါဘူးအဲတော့ကျွန်တော်ဒီမှာအကုန်လုံးကိုပဲကျွန်တော်နာမည်အမှန်အတိုင်းနဲ့ကျွန်တော်ပြပေးပါမယ်ခင်ဗျာခုမွေးသက်ကြရထဲပါမယ်မွေးသက်ကြရကိုကျွန်တော်ရွေးပါမယ်ဥမာကျွန်တော်ဆိုလို့ရှိရင်1989ပေါ့နော်ပြီးလို့ရှိရင်အနည်းလေးပြထားရင် next ကိုသွားပါမယ်အစင်၄စင်ရှိပါတယ်ဒုတိယအစင်နေနဲ့ကျွန်တော်တို့ကမြန်မာပြည်ရဖွင့်လဲဆိုတော့တို့တို့ကခါးလေးသိပြီးသားပါမြန်မာလို့ရေးထားပြီးသားပါ မအိမ်မရေးပါမယ်လမ်းနဲ့မရေးပါမယ်ပြီးလို့ရှိရင်ကျွန်တော်ရက်ွက်နံမရေးပါမယ် နောက်ကျွန်တော်နေထိုင်တဲ့မြို့ကိုကျွန်တော်ရေးပါမယ်ကျွန်တော်ဒီမှာ sweet down လို့ရေးထားပါတယ်အဲအဲ့မှာ sweet down ရဲ့ postcode ကိုသိကြလို့ရှိရင်ကျွန်တော်တို့ browser မှာပဲ postcode of sweet down လို့ကျွန်တော်တို့ရိုက်ပြီးတော့ရှားလိုက်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ postcode of sweet down ဆိုပြီးတော့မြန်မာနက်ကနေတင်ထားတဲ့ site ကိုတွေ့ပါမယ်အဲ့ site ကအပြည့်စုံဆုံးနဲ့အတိအကျဆုံးလို့ကျွန်တော်သိရပါတယ်တခါတည်းမှာလဲ ျွန်တော်ရှာတဲ့ web browser နိုင်နေတဲ့အခါမျိုးမှာမတွေ့ပါဘူးဒီမှာဆိုလို့ရှိရင်ဘကိုးကိုကျွန်တော်ကြည့်ပါမယ်ဒီဘက်မှာဘကိုးအဲဒီမှာအဲသူစာတိုက်ရှိရဲ့ဒီစာတိုက် station ပေါ့နော် post station နေရာလေးပေါ်ပြတာမှာအဲ့ကိုကျွန်တော်မကြည့်ပါနဲ့ဒုတိယ column ကိုကျွန်တော်လိုက်ကြည့်ပါမယ်ဒုတိယ column ဆိုတော့ရွှေတောင်တွေ့ပါတယ်ရွှေတောင်မှာကျွန်တော်စာတိုက်နိုင်မြေ၃ခုရှိပါတယ်ရွှေတောင်ရဲ့တိသက်ရဲ့တရုတ်မော်ဆိုပြီးတော့ကျွန်တော်ကရွှေတောင်မြို့ပေါ်မှာပဲနေရောကျွန်တော်ရွှေတောင်မြို့ပေါ်က postcode number ဖြစ်တဲ့0 81 81ကိုကျွန်တော်ထည့်ပါမယ်။အော်ကျွန်တော် mobile phone ကိုပဲထည့်ပါမယ်။ကျွန်တော်ဖုန်းအမှန်အမှန်အမှန်ဒီထဲမှာကျွန်တော်ထည့်ထားပေးပါတယ်။ဒါကြလို့မိတ်ဆွေတို့လောရတခုခက်ခဲရှင်နဲ့ကျွန်တော်ဖုန်းဆက်ပြီးမေးနေပါတယ်။တတိယအဆင့်နေနဲ့ကျွန်တော်လိုအပ်တာလေးထပ်ဖြည့်ပါမယ်။ password ပေါ့နော်။ password ကအဲထုံးစံအတိုင်းပဲကျွန်တော်တို့ english alphabet english အက္ခရာ ကြီးအသေးပါပါမယ်နောက် special character ပါပါမယ် special character ဆိုတာ laptop keyboard ရဲ့တနည်း3 5 6 9 6 9 10အပေါ်မှာရှိတဲ့ exclamation mark တို့ at တို့ sharp တို့ dollar sign တို့ percentage တို့ဒါမျိုးပေါ့နော်နောက်ကျွန်တော်တို့ထပ်ထည့်သွားပါမယ်ဒီမှာကျွန်တော်တို့ passport နဲ့ national id တောင်းပါတယ်ကျွန်တော်ကတော့ national id ထက်စားလို့ရှိရင် passport ကိုပို့ပြီးတော့သဘောကျပါတယ်တကယ်လို့မိတ်ဆွေတို့မှာ passport မရှိဘူးဆိုလို့ရှိရင်လည်း national id ကိုထည့်လို့ရပါတယ် national id ကိုထည့်တဲ့နေရာမှာပဲဥမာပေါ့ခွန်မြင်းဆောင်ရတနာနိုင်လို့ထည့်နိုင်1 2 3 4 5 6ထည့်မယ်အစားရှေ့ကခွန်မြင်းဆောင်ရတနာပေါ့နော်ဘကိုးတိုင်းอืมဟုတ်ဒီမှာကျွန်တော်ဟိုစာ password လေးမှားနေတယ် မှန်နေတော့နောက်အဲကျွန်တော်ဒီမှာကျွန်တော် passport တက်တန်းကုန်မရက်လေးကိုကျွန်တော်ဖြည့်ရမယ်မြန်မာပြည်မှာတော့သိရတယ်မှာ passport တက်တန်းက9နှစ်ပေးတာဆိုတော့နောက်အောင်မှရှိတဲ့ character လေးကိုကျွန်တော်ရိုက်ထည့်မယ် ဘောပတ်စွာကမာနေပြီလေပတ်စွာမှန်သွားပြီဆိုတော့ကျွန်တော်နောက်တစ်ဆင့်ပေါ့ နောက်တစ်ဆင့်ကျွန်တော်ငွေရွေးမယ်ပေါ့နော်အဲဘာနဲ့ထည့်တင်တာလဲပေါ့အမကျွန်တော်ဒီမှာ US ဒေါ်လာကျွန်တော်ရွေးလိုက်မယ်နောက်ကျွန်တော်ဘန်နဲ့ချိန်မှာပေါ့နော်ဘန်နဲ့ကတော့ကျွန်တော်တွေ့ကြုံရတော့ CB ဘန်ပဲချိန်ချိန် KB ဇက်ဘတ်ချိန်ချိန် AR ရုံးမှာပဲချိန်ချိန်မြည်စည်းဘန်နဲ့မဆိုအဆင်ပြေပါတယ်ဒါပေမဲ့သူ ATM ကရဲ့ရှင်မှာပေးထားတဲ့ ကနန်း16လုံးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ထည့်လိုက်မယ်ကျွန်တော်ဒီမှာအလွယ်ပဲကျွန်တော်လက်ရှိရှိနေတဲ့စီဗီဘဏ်ကတ်ကိုကျွန်တော်ထည့်လိုက်တယ် now စီဗီဘဏ်ရဲ့ဆွတ်ကုတ်ကိုလိုချင်တဲ့အခါကျတော့ web browser ထဲမှာသွားပြီးတော့စီဗီဘဏ်ဆွတ်ကုတ်ဆိုပြီးကျွန်တော်ရိုက်ထည့်လိုက်တယ် ဒီမအောင်မှာကျွန်တော်တွေ့ရတယ်เนาะ CP OB MM M1 ဆိုပြီးတွေ့ရတယ်ရှေ့ရကဏ္ဍလေးလုံးကတော့ bank ရဲ့ကုတ်ပေါ့ဗျာ corporate bank ပေါ့เนาะနောက်က MM ကတော့အမြန်မာကျပ်ငွေပေါ့เนาะ M1 ကတော့မြန်မာပြည်ပေါ့အဲ့ဒါကြီးပြီးလို့ရှင်အောက်မှာရှိတဲ့ tip လေးနှစ်ခုကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်သွားမယ်အားလုံးသူ review ဆိုပြီးတော့သူလာပြီပေါ့เนาะ review လိုက်ချိန်မှာကျွန်တော်တို့က email ချက်ပြန်ဆက်လိုက်မယ်ကျွန်တော်ခုနပေးထားတဲ့ email မှာ peonia နေပြီးတော့ကျွန်တော် email နှစ်ဆောင်ဝင်နေမယ်ဒီမှာကျွန်တော် peonia email နှစ်ဆောင်ဝင်နေပထမက verify လုပ်ပါလို့ပြောတယ်အကြောကျွန်တော်က verify cloud လို့ပြောမယ်ပထမ email ကတော့ကျွန်တော် account seller လုပ်ပြီးသားဆိုပြောတယ်အဲ့မှာကျွန်တော်ဒီမှာ account id လေးပေါ့နော်ဒါလေးကတစ်ခါညတော့သိတော့သိထားဖို့လိုတာပေါ့နော် email လေးကိုမဖြတ်ဘဲနဲ့တင်ထားရင်လောက်နဲ့အဆင်ပြေပါ အဲကျွန်တော်ဒီမှာ account verify လုပ်လိုက်ပါမခင်ဗျအဲကျွန်တော်မလိုတဲ့ tab တွေကိုကျွန်တော်ပိတ်ပစ်လိုက်တော့မယ် account verify လုပ်ပြီးတော့ hello အခုတော့ကျွန်တော်တို့ sign in လာလုပ်ပြီးဆိုတော့ကျွန်တော်တို့ payoneer account မှာပြန်ပြီးတော့ sign in လုပ်ဖို့ကျွန်တော်ပြပေးပါမယ်အာဒီမှာကျွန်တော်အခုနသုံးထားတယ်ဒီမေးပတ်ဆွာကိုဝင်ပါမယ် email နဲ့ password ကိုဝင်လိုက်ပါမယ်တကယ်တမ်းကျတော့ကျွန်တော်တို့လွဲနေရာလေးတစ်ခုက Peonia payment system က online မှာရင်သုံးလိုက်ရတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ virtual card ATM card ပါကျွန်တော်တို့ရှောက်လို့ရပါတယ်ခုနစောစောပိုင်းကကျွန်တော် CB ban ထည့်လိုက်တယ်ဆိုတာကတဘောတရားတစ်ခုအနေနဲ့ထည့်လိုက်တာပါ Peonia payment နေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ကမ္ဘာအသီးမှတ်ပြုထားတဲ့ ဒီဒီ ADN ကတ်မှာမဆိုကျွန်တော်တို့လွှဲလို့ရပါတယ်။ CB ပဲလွှဲလဲ KB ဇက်ပဲလွှဲလဲကျွန်တော်တို့ကုန်ကြငွေတွေကတော့အများကြီးကြာမှာပါ။ဒါပေမဲ့လို့ Peonia ကတ်ကိုရှောက်ပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်လွှဲတစ်ခုနဲ့ကျွန်တော်တို့ငွေထုတ်လို့ရပါတယ်။အခုဒီမှာကျွန်တော်တို့ setting ထဲမှာ security မေးခွန်းလေး၃ခုမေးထားပါတယ်။ပထမပိုင်းမှာကျွန်တော်မေးထားတာအဲတင်အသုံးပြုခဲ့တဲ့ပထမဆုံးကားမော်ဒယ်ဆိုပြီးတော့မေးထားပါတယ်ဒါဒုတိယမေးခွန်းနှစ်ခုပါ ဒီဒုတိယမေခွန်းနှစ်ခုမှာတော့ကျွန်တော်တို့အထက်တန်းတော့ကတငယ်ချင်းရဲ့နောက်ဆုံးနာမည်ကျွန်တော်အလွယ်တကူပဲဥလို့ထည့်လိုက်ပါတယ်နောက်တစ်ခုအဲဟန်နီမွန်းသွားခဲ့တဲ့နေရာထားပါတော့နပလီဆိုရင်ကျွန်တော်တန်တွဲလို့ပဲအလွယ်တကူထည့်လိုက်ပါမယ်မိတ်ဆွေတို့ကဒီ security မေခွန်း၃ခုကိုလည်းမှတ်ထားရမှာဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ security မေခွန်းကိုသိလို့အလွယ်တကူလည်းပြောင်းလဲလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ funding source ပါ funding source ကကျွန်တော်တို့ကတော့ကျွန်တော်က app web တို့ worship တို့မှာလုံးလုံးတဲ့အခါကျတော့အဲ့ကဟာလေးကကျွန်တော်တို့လုံးလုံးလွယ်ပါတယ်အခုတော့ဒီမှာ funding source မှာကျွန်တော်တို့တတ်တတ်ထဲထားတာမျိုးမရှိသေးပါဘူးဒီမှာဆိုရင်ကျွန်တော်စက်တင်နေရှိတယ်ဟုတ်ပြီနော်အကြတော့ကျွန်တော်ကနောက်တစ်ဆင့်အနေနဲ့ကဘာပြမလဲဆိုတော့ ဒီမှာကျွန်တော်ရဲ့ billing address ကျွန်တော်တကယ်လို့တစ်ခုဝယ်မယ်တစ်ခုငွေကြေးလက်ခံမယ်ဆိုလို့ရှိရင်ဒီဥစ္စာလေးကပေါ်ပြနေမှာဖြစ်ပါတယ်နောက်တစ်ခုက bank account ပါကျွန်တော်ပထမပြောခဲ့သလိုပဲဒီ CB bank card ကိုထည့်ထားတယ် CB bank card ကိုမထည့်ထည့်ထားပေမဲ့လို့နောက်ထပ် bank တစ်ခုကိုလွှဲခြင်းနဲ့ဆိုလဲနောက်တစ်ကတ်ထည့်ပြီးတော့လွှဲလို့ရပါတယ်ထိုင်းမှာရှိတဲ့ ATM card ပဲဖြစ်ဖြစ်အင်္ဂလန် American Singapore မှာရှိတဲ့ ATM ကပ်ပဲဖြစ်ဖြစ်ကျွန်တော်တို့အလွဲတကူနဲ့လွဲလို့ရပါတယ်မြန်မာပြည်မှာလွဲတာကတော့ကျွန်တော်မိတ်ဆွေ၂ယောက်၃ယောက်လောက်လွဲဘူးတာ AR ကတ်နဲ့လွဲဘူးပါတယ် CB ကတ်နဲ့လွဲဘူးပါတယ် American Dollar ကိုမှ1500လောက်ပေါက်တဲ့အချိန်မှာအဲသူ့အနေနဲ့ Dollar ကို900နှုန်းလောက်ပဲရပါတယ်ဒီမှာတော့ဒီ Payoneer ကတ် Payoneer Payment System ကိုသုံးလို့ရှိရင်သူတို့ charges တွေပေါ့နော်ခုနပြောသလိုလွဲကားဆိုလို့ရှိရင် ဲ1ပါဆိုင်ယူမယ်အဲနောက်တစ်ခါကျလို့ရှိရင်ဒီမှာကတ်ကတ်ကတလားကိုဘယ်လောက်ယူမယ်နော်အဲ့လိုမျိုးတွေသူတို့အတိအကျဖော်ပြထားပါတယ်အကောင့်ဖွင့်ကားနဲ့အကောင့်ဖွင့်ကားကတော့သူတို့လုံးဝမယူပါဘူးအကောင့် maintain တဲ့ခါကတော့တစ်နှစ်ကိုဒေါ်လာ30ယူပါတယ်ကြော်ဒီမှာကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်လို့ စီမံခန့်ခွဲခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာသွားကြည့်လို့ရပါတယ်ဟယ်လိုအဲအခုတော့ကျွန်တော်ဒီပေယိုနီယာကတ်ထဲမှာပဲသုံးပုံသုံးနည်းအကြောင်းလေးကျွန်တော်နည်းနည်းပြောပြပါမယ်ဒီထိပ်မှာကျွန်တော်တို့ currency သုံးခုရေးထားတယ်အခုတွေ့ရ USD balance နဲ့1.4ရှိတယ်ပေါ့ဗျာအများကြီး နောက်တစ်ခါ Great Britain Mount Balance Scale နောက်တစ်ခုက Euro Balance Scale ဆိုပြီးတော့သုံးခုဖော်ပြထားပါတယ်တကယ်လို့ Peonia Cat အခုကျွန်တော်တို့ Peonia Cat အကြောင်းပြောတော့မှာ Peonia Cat ဆိုလို့ရှိရင်အခုဒီမှာကျွန်တော်လက်ရှိသုံးနေတဲ့ Cat ကဒီ3ည9313ညဆိုတဲ့ Cat ပေါ့နော်ကျွန်တော်မကြာခင်ကမှရောက်ထားတာပါကျွန်တော်အရင်တော့လည်း Cat တစ်ခုသုံးဖို့ပါတယ်အဲ့ Cat ကတော့ကျွန်တော် 9နှစ်လောက်သုံးပြီးတော့ကျွန်တော် cut expire ဖြစ်သွားတယ်ပေါ့နော်အဲဆိုရင်ဒီမှာ activity တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဥမာကျွန်တော်တို့ဒီမှာအဲပြီးခဲ့တဲ့နှစ်ပေါ့အဲရ90ပေါ့အခုအခုရ90ပြထားတယ်ရ90ပြထားတယ်ဒီမှာ fitter နဲ့တည်ကျင်တယ်ဆိုလို့ရှိရင်ဥမာကျွန်တော်တို့ cut transition ပေါ့ cut transition ဆိုတာ ATM ကတ်ကနေထုတ်တာဒါဆိုလို့ရှိရင်မြန်မာငွေ2သိန်းထုတ်တာပေါ့နော် ီမှာကျွန်တော်အကုန်မြင်အောင်ကျွန်တော်ပြပေးမယ်ဒီမှာဆိုလို့ရှိရင်အဲကျွန်တော်အဲရွှေတောင်မှာထုတ်တာပါမယ်ပြီးမှာပါမယ်ဒီမှာနေပြည်တော်မှာပါမယ်အဲအဲ့အမျိုးအမျိုးမျိုးပေါ့နော်အဲအဲ့ဒါဆိုလို့ရှိရင်မြန်မာငွေ3သိန်းထုတ်ဖို့အတွက်ဆိုရင်အမေရိကန်ဒေါ်လာ200နေ230ကြာလောက်မှာကျွန်တော်တို့ရှိပါတယ်မြန်မာ ADN ကတ်တွေက ADN ဆက်တွေကတော့သိရတဲ့အတိုင်းတစ်ခါထုတ်ကို3သိန်းထုတ်လို့ရပါတယ်ထုတ်ခါကတော့ကျွန်တော်တို့ 6500ပေးရပါတယ်ဒါကတော့ကျွန်တော်စောစောပိုင်းကပြောခဲ့တဲ့ account fee ပေါ့တစ်နှစ်ကိုဒေါ်လာ30ပေးရတာပါနောက်ကျွန်တော်တခြားတခြား online payment တွေမှာကျွန်တော်ဝယ်ခဲ့တဲ့ဟာတွေပေါ့နော်ဒီမှာကျွန်တော်လူပုတ်ကို ပေးတာရှိမယ်အဲတခြားဟာတွေကို ကျွန်တော်ဟိုဝယ်တာရှိမယ်ပေါ့နော်ဒါလေးတွေကိုပြထားတာပါ ခုကျွန်တော်တို့ကတ်တစ်ခုဘယ်လိုမှမလဲကျွန်တော်ပြကြည့်ပေးမယ်။ order ကတ်ကိုနှိပ်လိုက်ပါ။ order ကတ်ကိုနှိပ်လိုက်လို့ရှိရင် mix တို့ပထမထည့်ထားတဲ့အင်္ဂလိပ်စာကိုဖော်ပြပါလိမ့်မယ်။အောက်က gray box လေးထဲမှာပေါ်မှာဆိုလို့ရှိရင်တော့ draw down me လို့နေတဲ့အတူတူ currency သုံးခုကိုပြမယ်။ American dollar ရယ် gray bit ပေါင်းရယ်အဲ euro ရယ်ပေါ့နော်။အဲတကယ်လို့ဒါအောက်က clip ချက်ပေါက်လေးကိုနှိပ်လိုက်မယ်ဆိုရင်နောက်က shipping address တစ်ခုပြောင်းသွားမယ် ကျွန်တော်သိတလောက်ကတော့နောက်ထပ် shipping address နဲ့ရှောက်တာကအနည်းငယ်အခက်အခဲရှိတယ်။နောက်ဆိုတော့ကအမြဲတမ်းနေတဲ့နေရာတွေပဲသူကရှောက်လို့ရမယ်။ဥမာဟိုတယ်မှာတဲနေတယ်အဲ့ဒါဆိုလို့ရှိရင်ရှောက်လို့မရဘူး။နောက်ယုံလိပ်စာရင်းနဲ့ပေးမယ်။အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းရှောက်မရဘူး။အဲ့တော့ကျွန်တော်ဒီမှာအခုဟို grade building ပေါင်းတဲ့ကျွန်တော်ရှောက်လိုက်ပါပြီ။ရှောက်လိုက်တော့သူက application complete ဖြစ်တယ်။ reviewing process ဖြစ်တယ်။ပြီးလို့ရှိရင်သူတို့ delivery လုပ်မဲ့အချိန်မှာသူတို့စပြီးတော့စာပို့ပါလိမ့်မယ်အဲ့ဒီ delivery လုပ်တဲ့အချိန်ကနေပြီးတော့ကိုယ့်လက်ထက်ရောက်တဲ့အချိန်ထိအားလုံးပေါင်းသတင်းဘတ်၃ဘတ်ကနေ၄ဘတ်ထိကြာတတ်ပါတယ်အဲ့လိုရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ cut ကို activate လုပ်ပါမယ်ဒီနေရာမှာကျွန်တော်နမူနာလေးပြပါမယ်ဥပမာပေါ့ကျွန်တော်ဒီမှာကဏန်း16လုံးရှိရဲ့ ATM card ပေါ်မှာပထမဟာကကဏန်း16လုံးကိုထည့်ပါမယ်ဥပမာ1 2 3 4 5 6 9 10 11 12 13 14 15 16ဆိုပြီးကျွန်တော်အလွယ်တကူထည့်လိုက်ပါတယ်မဘော 16ဆိုရင်တော့ကျွန်တော်1ကိုမရတော့မယ်6ပဲရလိုက်တာပေါ့အဲကျွန်တော်နမူနာလေးပြတယ်ဒီပင်ကကျွန်တော်တို့မြန်မာပြည်မှာ ATM ကတ်တွေသုံးတဲ့ဟာမှာကျွန်တော်တို့က password 6လုံးခံရပါတယ်ဒီမှာတော့ကျွန်တော်တို့ကအဲ master card ဖြစ်တဲ့ကြောင့်မလို့ pin 4လုံးပဲခံရပါမယ်အဲ့ pin ကိုထုတ်တဲ့အခါမှာတတိထားရပါမယ်တကယ်လို့အဲ့ pin ကိုမရိုက်လို့ရှိရင်တစ်ခါမရိုက်တိုင်း1ဒေါ်လာဖြတ်ပါတယ်အဲဒါဆိုရင်ကျွန်တော် activate လုပ်လိုက်ပါမယ် အတီဝေးကျွန်တော်ရှောက်လိုက်ပါပြီအဲအတီဝေးလောက်ပြီးတော့ကျွန်တော်ကဒီကကတ်အဆင့်မှန်ထည့်မှာတော့ကျွန်တော်ကန်ဆယ်ပြန်ပြီးလုပ်လိုက်ပါတယ်ဒီနေရာမှာပဲဖြစ်ဖြစ်အရှိရပြောခဲ့တဲ့အဆင့်တိုင်းမှာပဲဖြစ်ဖြစ်အခက်အခဲရှိရဆိုလို့ရှိရင်ကျွန်တော်ကိုအချိန်မီဆက်သွဲပြီးတော့မေးမြန်းလို့ရပါတယ်နော်အဲ့တော့ကျွန်တော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတိုင်ကျွန်တော်ပြောခဲ့တဲ့ပေအိုနီယာ ဆိုင်ယန်လုံနီပေဦးနီယာကတ်မာနီငွေထုံးနီစနစ်တွေနဲ့ပတ်သက်လို့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Sunwin Channel ကို Subscribe လုပ်ထားလို့ရပါတယ်မိတ်ဆွေတို့ရဲ့ Subscribe လုပ်တာအဲ Notify Bell လေးကိုနှိပ်တာလေးရလဲကျွန်တော်ဒီ Channel လေးကိုဆက်ပြီးတော့ကျွန်တော်သိတာလေးတွေမျှဝေနိုင်ဖို့အတွက်ခွန်အားတရဖြစ်ပါတယ်အခုတော့ကျွန်တော်မိတ်ဆွေတို့ကိုရှင်းပိုင်းမှာပြောထားတယ်ကျွန်တော်စီကိုစာရောက်လာတဲ့ဟာ ပြီးခဲ့တဲ့တစ်ပတ်ကရောက်လာတဲ့ဟာဒီမှာကျွန်တော်တွေ့ရမှာပါဆန်းလွင်ရွှေတောင်0 8181ဆိုပြီးနဲ့တွေ့ရမှာပါအဲ့စထဲမှာတော့ဒီမှာသူ့ရဲ့ဒီစာလေးစောင်ပါပါတယ်နောက်ကြောဘက်မှာလည်းနောက်ကြောဘက်မှာလည်းတခြားဘာသာရေးနဲ့ရေးထားပါပါတယ်ကျွန်တော်ရဲ့ပေယိုနီယာကတ်လေးပါเนาะကြာတော့ကျွန်တော်နောက်ထပ်ကျွန်တော်ရဲ့ပေယိုနီယာကတ်လေးကိုလည်းကျွန်တော်တစ်ခါလေးပြလိုက်ပါမယ်ဒါကျွန်တော်ရဲ့ပေယိုနီယာကတ်ပါအာ၁၀လပိုင်း၂၀၂၂ကျမှာကုန်ပါပါ USD currency ပါစမ်းလွင်လို့ရေးထားပါတယ်အားလုံးကျွန်တော်ရဲ့ video file ကိုစိတ်ရှည်လက်ရှည်ကြည့်ပေးရတဲ့ကြောင့်မလို့အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါခင်ဗျာ